ဆန်ကျဲတာဟုတ်အားမရသေးလို့သူ့မိခက်သက်သာတော့ပေးဆိုငါပဆန်နေတာနှိုက်လာတာဒါမှစိတ်ဆင်းရဲနေပြီအမားဟိုးတဲ့မမရတော့အပားတွေတုံနေတော့ချွေးတွေပါပြန်နေပန်းတကူကိစ္စဆိုမနည်းရဆိုလဲဒါတော်တော်လေးကိုရုပ်ပြက်ဆင်းပြက်နေဖြစ်လို့အားရတဲ့သူကလည်းကားရီဘွားနေဝုံးတို့လိုတွေချဲအဲ့လိုတွေချဲမှန်းတိတဲ့ခါကြတော့အားရနောက်ကနေအတင်းနေပြေးလိုက်တဲ့ခါကြတော့ကြီးရတာဇွန်ဘီအုပ်ကြီးလိုက်လာပြီဆိုပြီးတော့မှကျွန်တော်တို့လှူတဲ့တန်းနေသူကလည်းအဲ့လိုပုံစံမျိုးတွေနဲ့မလှူပါနဲ့ကျွန်တော်တို့လှူတဲ့သူတွေလည်းစီစနစ်ကြကြလေးနဲ့လှူပြီးတော့မှ ားလုံးမင်္ဂလာပါရှင်ဘွဲ YouTube channel လေးရကျွတ်စိုးလိုက်ပါတယ်မို့ဒီနေ့တစ္ဆက်ပေးတင်တဲ့ဗီဒီယိုလေးကတော့ဒီလာပြည့်နေ့ညမှာပတ်စံသိန်း200ကိုကားနဲ့ပတ်ကျဲနေတဲ့မမကြီးတွေးကေကိုဝိုင်းပလိန်နေကြလို့ပေါ့နော်မမကြီးတွေးကေကနေပြီးတော့တရေနေညမှာလည်းဒီဝိုင်းပလိန်နဲ့သူတွေကိုရွက်ပြီးတော့ပတ်စံသိန်း200ကိုအထုံးနဲ့အထည်နဲ့ရွက်ကျဲပြနေတဲ့ဗီဒီယိုလေးရဒါနဲ့ပတ်သက်ပြီးဆီမကြီးအယ်မိုတင်းကလည်းရိုးရအစင်လာရီပြတ်သွားမှဆိုလို့ပတ်သက်ကိုပတ်စံနေမကျဲဖို့အကြောင်းကိုပြပြလာတယ်ပေါ့နော်ဗီဒီယိုရဲ့မှာဆိုလို့ရှင်တော့အပြည့်ဆုံးပတ်ပါတယ်ကြည်တဲ့မျိုးတွေလည်းဘူးဒရာယူလို့ရအောင်ပြင်လဲပြောင်းလဲခြင်းမဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပတ်ကြည့် ူပီမှုဖိတ်ခေါ်ပါရှိ။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။တေမီငါ့ကိုမဖိတ်ကောင်းမလဲ။ပတ်စံကျဲတာကိုအားမရသေးလို့သူ့မိခင်တက်တာတော့ပေးဆိုမားပတ်စံနေတာနှိုက်လာတာ။ကျွန်မစိတ်ဆင်းရဲနေပြီအမားကိုတဲ့။မရေပါဖွဲလိုက်ကြည့်ပဲ။ရှင်းမဖွဲလိုက်ကြည့်ပါလေ။လူတွေကလူတွေကပြောတယ်။အန်နီယံမမြောင်းလို့မိုင်းနဲ့អော်တယ်။ နောက်ကားတွေကိုလည်းตาပေးထားတယ်ตาပြီးတော့မှကျွန်တော်တို့ကကျဲတာပါလို့ကိုရပြီကိုရမ်းပြော်တယ်ကျမကိုရလည်းရမ်းပြော်တယ်ဒီမှာကြည့်ကျမကျဲချင်လို့သွန်းလိုက်လာတာအိမ်မှာမကျဲမမရေမမရကျွန်တော်အပားတွေတုံနေတော့ချွေးတွေပါပြန်တယ်ကျမကျဲနေတာပြောတာနော်ကိုကိုရောမကျဲဘူးကိုကိုရောမကျဲဘူးခါတယ်ရောကိုကိုရောမကျဲဘူး၃000ထားပဲမိပွိုင်လေးကြည့်ဘူးနော်အမိုင်းတော်မိုင်းလိုက်မိုင်းမလူနဲ့လောစက်ထားမလိုက်မိပွိုင်မိပွိုင်တတ်တော့ဒါပဲ တထင်းမကြီးပြည့်ပြည့်နော်ဒါဒီဘိုင်းလေးလောက်ပဲနော်ကျမတို့ငငယ်တုန်းကတော့ ပန်းတကူဆိုလို့ရှိရင်ကျမတို့အပွားတွေရှိစင်ရတော့ပဲပေါ့ဗျာနော်ကျမတို့တွေလုပ်တယ်ဆိုရင်ဆန်လေးတွေထုတ်တယ်ကျမတို့ဆိုလေစီပလင်းလေးတွေစီဘူးလေးတွေထည့်တယ်အဲလုံကြုံအောင်ပေါ့နော်မိုးလေလုံကြုံအောင်တိတိချာချာထုတ်ပြီးတော့မှကျမတို့ကလမ်းစုံလမ်းကွာတွေပေါ့လေအဲ့လိုမျိုးလူမြင်သာတဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးနေရာတွေမှာလိုက်ပြီးတော့မှချခဲ့တာပေါ့နော်အဲ့လိုမျိုးလေးချရင်း ်နောက်တစ်ခါပတ်စံလေးတွေဆိုလို့ရှိလို့ရှိရင်လည်းဘယ်လိုလုပ်ဆိုပလတ်စတစ်အိတ်လေးတွေကိုပတ်စံလေးတွေထည့်เนาะပတ်စံလေးတွေထည့်ပတ်စံလေးတွေထည့်ပြီးတော့မှပလတ်စတစ်အိတ်လေးကိုပြန်ပိတ်ပိတ်ပြီးတော့မှအဲပလတ်စတစ်အိတ်လေးကိုရေရေမဆိုအောင်လို့ပေါ့เนาะမိုးလေမဆိုအောင်အဲပလတ်စတစ်ထည့်ပြီးတော့မှကျွန်တော်တို့ဆိုဂဲလုံးလေးအက်ထဲမှာပါထည့်တယ်လင်နဲ့မလင့်သွားအောင်လို့အဲပလတ်စတစ်အိတ်ထဲမှာဂဲလုံးလေးထည့်ထည့်ပြီးတော့မှလင်နဲ့မလွင့်အောင်အဲ့လိုမျိုးလေးတွေလမ်းစုံလမ်းကွာလေးတွေမှာချထားတာပေါ့เนาะဆိုတော့ရှာတဲ့သူတွေကလည်းအဲ့လိုမျိုးလူကြီးတိတ်ချင်းဆိုရှာတဲ့သူတွေကလည်းအဲပြီးပြီ မနဲ့မုံးလင်းဆိုအဲ့လိုတွိုင်းလာရင်လည်းအဲ့လိုတွေးကြတာပေါ့နော်ချတဲ့သူတွေကလည်းလူကြီးတိတ်ချင်းကြတော့မှထွက်ပြီးတော့မှချကြတာချကြပြီးတော့မှအာအဲ့လိုပေါ့အဲ့ပန်းတက်သူရဲ့အနှစ်တာကအဲ့လိုမျိုးတွားတာပါနော်ဆိုတော့လေအာဒါဒီဒီဘုရားခင်နေရလေဒီပန်တကူဖြစ်ခဲ့တဲ့ဖြစ်စဉ်နေရဲ့ပန်တကူဘလို့ဖြစ်တည်လာလဲဆိုတာလည်းသိပါတယ်เนาะဆိုတော့သင်္ကန်းကိုဒါအာလုတ်ပြီးတော့မှဒါပန်တကူသင်္ကန်းအနေနဲ့ဒီလိုမျိုးနဲ့လုတ်ခဲ့ပြီးတော့မှဒါဖြစ်ခဲ့အားလုံးသိပြီးသားပါเนาะကျွန်မပြောရင်စကားရှည်သွားမှာဆိုလို့အဲ့တော့ အဲ့လိုလေးဖြစ်တာပေါ့အခုကျတော့ဘလို့ဖြစ်လဲဆိုတော့ဟာသွားတဲ့သူကလည်းကားကြီးပေါ်ကနေဝုန်းသူတို့ကြီးအဲ့လိုကြီးဂျဲမန်တိတဲ့ခါကျတော့အာလူတွေကလည်းအဲထွက်လာပြီးတော့မှအုံနေချင်းနဲ့ပေါ့အဲ့လိုထွက်လာဟာထွက်လာချိန်မှာကလေးတွေရောဘာတွေရောညာတွေရောတချို့ကလည်းပျော်လို့တချို့ကလည်းတကယ်ကိုလိုချင်လို့လိုအပ်လို့ပေါ့နော်ဟို ရရလုံမင်းနဲ့ပေါ့လေအဲဒီလိုမျိုးလေးနဲ့လှုပ်ကြတာပေါ့အဲလှုပ်ကြပြီးတော့မှအဲအဲ့လိုလမ်းပေါ်ကျဲတဲ့ဟာတွေအပျော်ကောက်ကြတယ်ပေါ့အဲ့လိုအပျော်ကောက်တာကနေလေကျင်းကျင်းနဲ့တစ်နှစ်ကနေတစ်နှစ်တစ်နှစ်ကနေတစ်နှစ်ဘာဖြစ်လာလဲဆိုတော့ မပင်းရင်လူကျင်နဲ့တောင်းကျင်အတင်းအတင်းဘယ်လိုခေါ်မလဲဟိုရံမူကျင်နဲ့အဆင့်ထိဖြစ်လာတယ်เนาะဆိုတော့မနီယာဆိုတာကျွန်မမိတ်ဆွေတယောက်ဆိုတင်ထားတယ်အဲသူကားကိုအတင်းပိတ်ပြီးတော့မှမပင်းရင်မသွားရတဲ့ပုံမျိုးပေါ့เนาะအဲ့လိုကားကိုမှန်နေကိုအတင်းထုရိုက်ပြီးတော့မှအဲ့လိုမျိုးလေးတွေလုတ်တယ်ပေါ့เนาะလူအုပ်ကြီးနဲ့ပေါ့လေအဲ့လိုမျိုးလေးတွေလုတ်တယ်ဆိုတဲ့ခါကျတော့အဲကျွန်မတို့ဘယ်လိုခေါ်မလဲဟိုတရဝင်းကြီးကိုဒါအတင်းကို တောင်းရမ်းတဲ့ဟာမျိုးကြီးလိုဖြစ်သွားတော့ခါကျတော့ကျမတို့ရဲ့ဒီရင်ရိုးရံရင်ကျေးမှုလေးဟာလေဟိုစလေးဖြစ်သွားတာပေါ့နော်ရုပ်ပြတ်သွားတာပေါ့မနီနီအဲ့တော့လေကျမတို့ရိုးရာယဉ်ကျေးမှုအနှစ်သာရလေးရလေရုပ်ဆိုးအကြီးတန်သွားတာပေါ့နော်ကျမတို့စီမှာရောင်တော်ပြန်နေရလဲပါလာတာပေါ့ရောင်တော်ပြန်နေရလဲပါလာတဲ့ခါကျတော့ဟို ပြီးကြတယ်ကျေးကြတယ်ကျေးကြတယ်ပြီးကြတယ်နောက်ကိုကောက်ကြတယ်ပျော်တယ်ဒီထိကကောင်းသေးတယ်မဟုတ်ဘဲနဲ့ခုနလိုပေါ့မနည်းကလိုလမ်းကိုအတင်းပိတ်ပိတ်ပြီးတော့မှမပေးမချင်းမသွိုင်းအောင်မှန်နေကိုထုရိုက်ပြီးတော့မှအဲ့လိုမျိုးတွေလုပ်တဲ့ခါကျတော့သဒ္ဓါပြီးပြီးတဲ့ဟာပဲယူရတာကောင်းတာပေါ့နော်မသဒ္ဓါပဲနဲ့ပြီးရတဲ့ဟာကျတော့လေကျမတို့ကဒါကျတော့ဓမြတိုက်တယ်လို့ဖြစ်သွားတယ်အေးဓမြတိုက်တာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့မကောင်းဘူးပေါ့ရုပ်ဆိုးအကြီးတန်တာပေါ့နော်ဟိုနှစ်ဦးနှစ်ဖက်ကုသိုလ်စိတ်လည်းမဖြစ်ဘူးပေါ့နော်အဲ့ဒါလေးဖြစ်တယ်နောက်တစ်ခါမနည်းအောင်လေအဲ့လိုလေးကြည့်ရတယ်အဲရက် ထဲလေးမှာပဲနဲ့တူပါတယ်ဒီလိုဘန်းကြီးထဲမှာပတ်စံကြီးထည့်ပြီးတော့မှပတ်စံကြီးကျဲတာပေါ့နော်ကျဲတဲ့ခါကျတော့နှစ်ခေါက်လားမသိဘူးပဲပတ်စံကိုလက်ကနေကင်ပြီးဒီလိုကျဲလိုက်ရတယ်အဲ့ဘန်းကိုအနီးကပ်ယူပြီးဒီလို ပုတ်ချလိုက်ပြီးတော့မှအတင်းအိတ်ဗန်းပေါက်ကျသွားတဲ့ဟာဝိုင်းပြီးတော့မှကောက်ကြတာအေးပစံကျဲတဲ့မိန်းမလည်းထိုင်ကုန်မွားနေပါလေပြုတ်ကျပြီးတော့မှအကုန်လုံးဆိုတဲ့ခါကျတော့အာမိုက်နဲ့လည်းအော်တာပေါ့အလူရှင်တရာပြအောင်မလုပ်ပါနဲ့ဘလို့ပဲချမ်းသာဆိုတော့ကျွန်တော်နိုင်ငံမှာအဲ့ဒါလေးအားနေသွားပြီနော်ဆိုတော့မြင်ရတွေ့ရတာလည်းစိတ်မကောင်းစရာစိတ်မချမ်းမြေ့စရာလည်းကောင်းပါတယ်လူတွေကဘလို့ပဲဖြစ်ဖြစ်အဖက်ဖက်ကနေပြီးတော့မှချိုးတဲ့သွားတဲ့ခါကျတော့ဇရိတမန်နိုင်ကိုထိမ့်သိမ့်နိုင်စွမ်းလေးတွေအားနေသွားကြတာပေါ့နော်ဆိုတော့ဟိုစာဝင်းနေကော ျမတို့ခုနကပညာရောအသိပညာဘဟုတုတနေတာတွေကိုကျမတို့စောင့်ဝင်နေခက်ခဲတာတွေရောပေါ့အဖက်ဖက်ကနေဆိုတဲ့ခါကြတော့လေဇရိတမန်နိုင်ကိုဟိုထိမ့်သိမ်းထားဖို့အတွက်ကိုအင်အားလေးတွေချွတ်တဲ့ကုန်ကြတာပေါ့နော်အဲ့ဒါလေးတွေမြင်ရတာလဲစိတ်မကောင်းစရာကောင်းနေအဲ့တော့ကျမတို့တဦးချင်းတယောက်စင်ကြိုင်းကနေစပြီးတော့မှပြန်ပြီးပြုပြင်ဖို့လိုအပ်တာပေါ့နော်ဆိုတော့ဒီလိုငါမလုပ်ဘူးဆိုတဲ့ဟာမျိုးကနေတယောက်ချင်းစီဆိုရင်တော့ပြန်ကောင်းသွားမှာပေါ့အခုဒါဆိုရင်ဟိုကျမတို့ပန်းတကူကိစ္စဆိုမနီးရဆိုလဲဒါတော်တော်လေးကိုရုပ်ပြက်ဆင်းပြက်နေဖြစ်လို့ကျမတွေရဆိုရင်နှစ်ယောက် ောက်3ယောက်လောက်ကို2ယောက်3ယောက်လောက်ကျွန်မမိတ်ဆွေတွေသူတို့စိတ်တူခဲ့ရတယ်ဆိုတော့အကြောင်းလေးကိုရေးပြီးတော့မှတင်ထားတာလေးတွေလည်းတွေ့ရပါတယ်เนาะအဲ့တော့လေကိုကတော့ဒီထဲမှာမပါဘူးဆိုတဲ့ဟာမျိုး ਨੇ ကျွန်မတို့တယောက်ချင်းစီကပြန်ပြီးတော့မှပြင်ဆင်မယ်ဆိုလို့ရှိလို့ရှိရင်တော့ကျွန်မတို့ချစ်စရာကောင်းတဲ့အလေးအထားတွေပြန်ပြီးတော့မှပေါ်လာမှာပေါ့နော်။ဘာရမဟုတ်ပါဘူး။ဒါပန်းတကူနဲ့ပတ်သက်တဲ့ဟာလေးကိုကျမတို့ကဘယ်လိုပဲဖြစ်ဖြစ်ဟို ရိုးရာလေးကိုလည်းမပြတ်စေခြင်းမူအများအမြင်မှာလည်းအယုတ်ဆိုးအကြီးမတန်စေခြင်းနဲ့စိတ်နဲ့ပြောတာပါเนาะဆိုတော့လေကားတွေနောက်ကနေအတင်းတွေပြေးလိုက်တဲ့ခါကျတော့မကားတွေသွားရတာလည်းအခက်ခဲတွေဖြစ်တာပေါ့เนาะအဲ့ဂျားရဲမှာမှာတိုက်မိလိုက်လို့ရှိရင်အတန့်အန်တီရဖြစ်သွားတယ်ဆိုရင်တစ်ဖက်ကကားသမားမှာလည်းနင်းထိုင်နေဒုက္ခရောက်မှာဒီနေ့တညရှိသေးတယ်เนาะဒီနေ့တညရှိသေးရနေတူတယ်နည်းနည်းလေးအတိတ်တိလေးနဲ့ကပ်ပြီးတော့မှအဲ့လိုလေးဆိုရင်ကျမတို့ရုပ်ဆိုးအကြီးမတန်အောင်ကျမတို့ရဲ့ရိုးရာပွဲလေးတွေเนาะဆိုတော့တယောက်ချင်းစီတိုင်းစောင့်ထင်းကြရင်ပို့ပြီးတော့မှ ောင်းမယ်လို့ကျမကဒီနေရာကနေเนาะဆိုတော့ anti-ID လည်းမမြင်တော့ဘူးပေါ့ဟုတ်တယ်မနေ့ကဆိုကြည့်ရတာ zombie အုပ်ကြီးလိုက်လာပြီဆိုပြီးတော့မှကျဲတဲ့ကားနောက်ကိုကျမတို့လှူတဲ့တန်းတဲ့သူတွေကလည်းအဲ့လိုပုံစံမျိုးတွေနဲ့မလူပါနဲ့เนาะဆိုတော့လေကျမခုနပြောတယ်လို့ပေါ့ငွေကြီးဟာလူတွေရဲ့ဇာတိတာကိုအများကြီးရိုက်ချိုးပါတယ်เนาะဆိုတဲ့ခါကျတော့လေဟိုခက်ခဲကြတဲ့ခါကျတော့နောက်ကြာလာတဲ့ခါကျတော့ကျမတို့ပုံမှန်ဖြစ်တည်လာတဲ့ရိုးရာရင်ကျင်းမှုကျမတို့ပွဲတော်တွေကပုံစံကြီးပြောင်းပြီးတော့မှရုပ်ဆိုးအကြီးတန်းတဲ့ဟာတွေစီကိုရောက်သွားတာပေါ့เนาะဒါမျိုးလေးတွေမဖြစ်အောင် တူတိုင်းတယောက်တိုင်းကနေဝိုင်းဝန်းထိမ့်သိမ့်ပြီးတော့မှကျွန်တော်တို့လှူတဲ့သူတွေလည်းစီစနစ်ကြကြလေးနဲ့လှူပြီးတော့မှနော်ဟိုယူတဲ့သူတွေလည်းစီစနစ်ကြကြလေးနဲ့ယူတယ်ဆိုရင်ကျွန်တော်တို့ရုပ်ဆိုးအကြည့်တံမှုတွေမဖြစ်ဘူးပေါ့နော်ဒါလေးပြောကြဟုတ်ကဲ့ပါမြို့လူကြီးမွေးမြို့လူကတော့ဒီလောက်ပါပဲရှိဆရာမကြီးအဲ့လိုမတင်ပြောသွားသလိုပဲပေါ့နော်ပတ်စံကိုကျဲတယ်ကျဲတာကိုမကောက်ခန်းနဲ့ဒီဘန်းတွေတဲကလှူတာမျိုးတွေကားမျိုးကိုပိတ်ပြီးတော့ပတ်စံမပေးရင်မတော်ရတော့ဘူးဆိုတဲ့အဖြစ်အပျက်တွေပါကြုံလာရတယ်ပေါ့နော်အရင်လဲရုပ်ဆိုးအကြည့်တံလွတ်ပါလေအဲဒါကြောင့်မလို့လဲဆရာမကြီးအဲ့လိုမတင်ကနေပြီးတော့နောက်နေ့နောက်နေ့ဒီမှာဒီလိုမျိုးအဖြစ် စ်ပျက်မျိုးတွေမတုံရအောင်လို့တတိပေးလာတာပဲဖြစ်ပါရဲ့ရှိဒီမမကြီးတွေးခင်ဆိုလို့ရှိရင်လည်းကားနဲ့ပတ်ပြီးတော့ပတ်စံကျဲတယ်ပေါ့နော်လာပြနေရလဲကျဲတယ်ဒါကဝိုင်းပလီနဲ့သူတွေများလာလို့အဲဒီတည့်ရနေ့မှာလည်းထပ်ရွှဲ့ပြီးတော့ကျဲတယ်လို့လည်းပြောတယ်ရှိသူတို့ကတော့လုံခြုံရေးအပြည့်နဲ့ကိုအဲဒီ6မိနစ်ကြာကြာနဲ့ကျဲတော့တာပဲဖြစ်ပါရဲ့ဒီနောက်ထပ်ကျဲမဲ့သူတွေလည်းဒီလိုမျိုးလုံခြုံရေးအပြည့်နဲ့ကျဲမဲ့ဆိုရင်တော့ကောင်းတယ်ပေါ့နော်ဒီလိုကောက်တဲ့သူတွေအနေနဲ့ကလည်းလူတာရက်တာတွေမလုပ်ဖက်နဲ့အေးအေးဆေးဆေးလေးပဲကောက်လို့ရှိရင်တော့ပို့အဆင်ပြေလိမ့်မယ်လို့ထင်နေရှိအမျိုးတို့ရဲ့အမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးတွေရေးကပ်ပြီးလို့ရပါရဲ့ရှိမွေးဗီဒီယိုလေး လေးကိုအစောတိလည်းပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးတွေရေးကပ်ပြီးလို့ရပါတယ်ရှင်မွေးဗီဒီယိုလေးကိုအစောတိလည်းပဲကြည့်ရှုပေးတဲ့အမျိုးတွေတယောက်ချစ်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ